လူတယောက်အဆင်ပြေတယ်မပြေဘူးအိမ်တအိမ်အဆင်ပြေတယ်မပြေဘူးဆိုတာလေအဲ့ဒီလူတယောက်ပြောတဲ့စကားလုံးတွေအဲ့ဒီအိမ်မှာကြားနေရတဲ့အတန်တွေစကားအတန်တွေပုံမှာကြည်ပြီးတော့ကျမတို့ကဆုံးဖြတ်လို့ရတယ်လူတယောက်အဆင်ပြေတယ်မပြေဘူးဆိုတာအဲ့ဒီလူရဲ့နှုတ်ဖက်စကားတွေကဘယ်လောက်ထိကောင်းနေလဲနော်နှုတ်ဖက်စကားတွေအရန်ကောင်းမို့လို့ရတယ်နှုတ်ကျမ်းရင်ဘဝကျမ်းတက်တယ် အဲ့ဒါတကယ်တော့တေတကယ်ကိုအဲ့ဒါတကယ်တေးတေးချာချာပဲနှုတ်ကျမ်းရင်ဘဝကျမ်းနေနော်အဲ့လိုပဲစိတ်တွေကျမ်းရင်လည်းကိုဘဝတွေကျမ်းနေစိတ်ကျမ်းနေကျမ်းတန်းတယ်နော်အဲ့လိုမျိုးတွေတကယ်ရှိတယ်နော်အဲ့တော့အခုပြောလို့ပေါ့ပေါ့နှုတ်ကျမပြောချင်တာနှုတ်တွေချိုပြီးတချို့ကြတော့လည်းရှိရလေအဲနှုတ်ချိုတဲ့သူကကြောက်ချင်ကောင်းနေနှုတ်ချိုတဲ့သူကလိန်သွားတာ နှုတ်ကျဲတဲ့သူကကြောက်စရာမကောင်းဘူးအဲ့လိုမဟုတ်နှုတ်ထွက်စကားပြောချင်တာနှုတ်ထက်စကားတွေမှာအတိတ်နမိတ်ရှိတဲ့စကားကောင်းတွေကိုထွက်တတ်ဖို့ကိုပြောပြချင်တာကိုရဲ့နှုတ်ထက်စကားကနေအဆင်မပြေဘူး ကိုကိုတိုင်းကညင်းညူနေလားကိုကိုတိုင်းကညင်းညူတတ်တဲ့အစင်နေမပြေတာဟိုပဲတခုတ်တရတမိတမောပြောနေတတ်တဲ့ဆိုရင်အဲ့ဒါကို့မှာအစင်မပြေခြင်းတွေကိုကိုကိုတိုင်းရဲ့နှုတ်ထွက်စကားတွေနဲ့ကိုပြန်ဖိတ်ခေါ်လိုက်တာပဲအဲ့လိုပဲအိမ်တအိမ်မှာလည်းမနဲ့မိုးလင်းနာနဲ့စူပူအော်ဟေးခလေးတွေကငိုယိုအဲ့လိုနော်အဲ့လိုအတန်တွေပြီးပြီဆိုရင်တကယ်တကယ်ရှိတဲ့မနဲ့မိုးလင်းနာနဲ့ရံဖြစ်တတ်ကြတယ်လေရံဖြစ်တတ်ကြတဲ့အိမ်တွေတဲ့လိုအိမ်တွေစီးပွားပဲတော့မှမဖြစ်ဘူး အိမ်တအိမ်ဟာမိုးလင်းတာနဲ့တကယ်တော့ကြက်တီကကျမတို့မိုးလင်းတဲ့အခါမှာရှိတာလေ။เนาะကြက်တီမင်္ဂလာအဖျားပြားနဲ့ပြည့်စုံအောင်မနေ့မိုးလင်းကနေကျမတို့ကစတင်ရမှာ။မနေ့မိုးလင်းအစကောင်းရင်တနေ့ကုန်ကောင်းသွားပြီ။အဲ့ဒီခါကျတော့အိမ်တအိမ်မှာမနေ့မိုးလင်းတာနဲ့တရားတော်တွေကိုဖွင့်ထားမယ်။ပြီးပြီဆိုတရားတော်တွေဖွင့်ပြီးပြီဆိုရင် အိမ်မာလေးကြက်တီမင်္ဂလာရှိတဲ့စကားတွေပြောရမယ်မနဲ့မုန်းလေးကိုစူပူစူညံပြီးမနေရဘူးအေးအေးချမ်းချမ်းအေးအေးလူလူလေးနေရမယ်ပြီးပြီဆိုရင်အတိတ်နမိတ်ကောင်းတဲ့တခြင်းလေးတွေတထေးဝါရတို့ရွှေလက်တကားကြီးဖွင့်မအောင်လို့အဲ့တခြင်းလေးတွေနဲ့မနဲ့မုန်းလေးကိုစတင်မယ်ကိုရဲ့နှုတ်ထွက်စကားကိုလည်းကောင်းတဲ့ဟိုနှုတ်ထွက်စကားတွေကိုအမြဲထွက်စေခြင်းနဲ့ အတိတ်တပောင်နမိတ်ဆောင်နေရနော်ကျမတို့ကအာစင်မပြူးစင်မပြူးစင်မပြူးဟာခက်ခဲလိုက်တာခက်ခဲလိုက်တာခက်ခဲလိုက်တာပြောရင်းနဲ့အစင်နေပုံမပြေသွားဘူးပုံခက်ခဲသွားတယ်ဘဝတွေအများကြီးရှိတယ်နော်အဲ့တော့ကိုယ့်ရဲ့နှုတ်ထွက်စကားလေးကကိုဘွားကိုဖန်တီးနေတယ်နော်ကိုယ့်ရဲ့ဝစီကံနော်တကယ်ဆိုနှုတ်ထွက်စကားဝစီကံဝစီကံနဲ့ကိုဘွားကိုအစိုးကိုဖန်တီးနေတတ်တယ်အဲ့တော့ ဝစီကံကိုလည်းထိမ့်ပါဝစီပဲကနေစားရလဲမနှောကနေစားတာနော်အဲ့တော့မနှောဝစီကာယကံဒီကံတွေကိုကောင်းတဲ့ကံတွေဖြစ်အောင်ကိုကို